6လပိုင်းမှာထီချဲပေါက်ကိရှိရဲ့နိနန်ဒီကံစမ်းမဲ့ပေါက်ကိရှိရဲ့နိနန်ဒီကံထူးကံကောင်းစီမဲ့နိနန်ဒီအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာအခုရောက်နေတဲ့6လပိုင်းမှာထီချဲပေါက်ကိရှိရဲ့နိနန်ဒီထီချဲကံကောင်းပြီးတော့ထီစုကြီးချဲစုကြီးကံစမ်းမဲ့စုကြီးပေါက်ကိရှိရဲ့နိနန်ဒီအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ เนาะအခုဆိုရင်ဆရာတို့9လပိုင်းပေါ့เนาะ9လပိုင်းလကုံတော့มาဖြစ်ပါတယ်9လပိုင်းလကုံတာ ਨੇ 6လပိုင်းလအဆောက်ကိုရောက်ပြီဆိုတာ ਨੇ ထီတွေချဲတွေဖွင့်တော့มาဖြစ်ပါတယ်เนาะအဲ့တော့ထီတွေချဲတွေပေါက်ကိန်းရှိရဲ့နေတန်နေထီတွေချဲတွေထိုးရင်အများဆုံးပေါက်နိုင်တဲ့เนาะနေနံဒီအကြောင်းရရာဒီအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะအခုရောက်နေတဲ့9လပိုင်းကနေစပြီးတော့အခုရောက်နေတဲ့6လပိုင်းမှာเนาะအခုလာမဲ့6လပိုင်းမှာ ठी ချဲပေါက်ကိရှိတဲ့နေ့နဲ့နေရာတော့တနင်္ဂနွေရဲ့တောက်ကြရဲ့စနေရဲ့ဗုဒ္ဓဟူးရဲ့ကြာသာပတိရဲ့ဖြစ်ပါတယ်ဒီနေ့နဲ့၅ခုပါဆိုရင်6လပိုင်းမှာထီရဲ့ချဲရင်ပေါက်ကိရှိတယ်စူကြီးပေါက်ကိရှိတယ်ကန်စမ်းမဲထိုးရသူတွေလည်းကန်စမ်းမဲတွေပေါက်ကိရှိပါတယ်ကန်စမ်းမဲရှာကိရှိပါတယ်ပြီးတော့လက်ဆောင်ပစ္စည်းတွေလည်းရရှိကိရှိပါတယ်ငွေဝင်ကိလည်းရှိပါတယ်အဲဒါဆိုတော့အခုပြောပြတဲ့နေ့နဲ့၅ခုပါဆိုရင် အများဆုံးထီချဲပေါက်ကိန်းရှိတဲ့ထီချဲကံပေါက်ဖို့အတွက်ကံအကောင်းဆုံးနေနံတွေလို့ဆရာတို့ပြောလို့ရပါတယ်เนาะအဲ့တော့ဒီနေနံတွေဟာဆိုရင်ဒီအခုလာမဲ့6လပိုင်းဒီတရက်နေ့ကနေစပြီးတော့6လပိုင်းတစ်လလုံးပေါ့เนาะထီချဲပေါက်ကိန်းရှိတယ်ကံစမ်းမဲ့ပေါက်ကိန်းရှိတယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်ငွေဝင်ကိန်းရှိတယ်ငွေကိုအလုံးအကြီးဝင်ကိန်းရှိပါတယ်ဒီနေနံတွေကထီချဲကံနဲ့ပတ်သက်ပြီးတော့ထီကံကောင်းငွေကံကောင်းစီတဲ့နေနံတွေလို့ဆရာတို့ပြောလို့ရပါတယ် နောက်တစ်ခုရှိပါသေးရဲ့နောက်တစ်ခုကတော့ဒီငားကပိုင်းမှာနော်လက်ဖွာရတဲ့သူတွေခြေဖွာရတဲ့သူတွေနော်လက်လက်ဖွာဆိုတာဘယ်ဘက်လက်ဖွာပဲရရညာဘက်လက်ဖွာရတာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဘက်လက်ဖွာရတာပဲဖြစ်ဖြစ်ခုနှစ်ရသားသမီးအားလုံးကိုဆိုလိုတာပေါ့နော်လက်ဖွာရတာပဲဖြစ်ခြေဖွာရတာပဲဖြစ်ဘယ်ဘက်ပဲရရနော်လက်ဖွာခြေဖွာရတဲ့သူတွေက6လပိုင်းမှာငွေအလုံးကြီးဝင်ကိန်းရှိတယ်ထီချဲပေါက်ကိန်းရှိတယ်ငွေဝင်ကိန်းရှိပါတယ်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ထီချဲပေါက်အောင်ငွေတွေဝင်အောင် နော်လက်ဆောင်ပစ္စည်းတွေရအောင်ကိုယ့်ရဲ့ကံစားတာကောင်းအောင်လို့နော်စိတ်ကောင်းနှလုံးကောင်းထားရမယ်ကုသိုလ်ကောင်းမှုတွေများများလုပ်ရမယ်အလှူဒါနတွေများများလုပ်ရပါမယ်ဒါဆိုရင်ဆရာတို့နော်ခီရီချဲတွေပေါက်လာလိမ့်မယ်ငွေတွေဝင်လာလိမ့်မယ်စီးပွားရေးတွေအလုပ်ကိုင်တွေအဆင်ပြေလာလိမ့်မယ်ကံစမ်းမဲတွေပေါက်လာလိမ့်မယ်လက်ဆောင်ပစ္စည်းတွေများစွာရရှိလာတတ်ပါတယ်နော်ခရီးယာသားသမီးအားလုံးဟာခီရီချဲတွေပေါက်ရှင်တဲ့ကံစမ်းမဲတွေထိုးထားရပဲဖြစ်ဖြစ်ပေါ့နော်ခီရီချဲတွေပေါက်ရှင်တာပဲဖြစ်ဖြစ် CIA ဘာရည်ရာပြုလုပ်ရမလဲဆိုရင် เนาะဆရာတို့ဗောเนาะဒီထီတွေချဲတွေမထိုးခင်မှာเนาะပေါပေါဆုပ်ဗောเนาะပေါပေါဆုပ်ဆိုတာသိရဲ့မလားပေါပေါဆုပ်လေးကိုတပတ်ကံဗောเนาะပေါပေါဆုပ်တပတ်ကံဟိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူရမှာဖြစ်ပါတယ်ကတ်လူပြီးပြီဆိုတာ ਨੇ ဆရာတို့ဗောเนาะဒီအခုလာမဲ့6လပိုင်းတလာလုံးမှာเนาะငွေဝင်စေဖို့ထီချဲပေါက်စေဖို့ဆရာတို့ဆူတောင်းမှာဆူတောင်းလို့တကယ်လို့ငွေဝင်လာတယ်တော့ခြေလေးချဲလေးပေါက်လာတယ်ကံစမ်းမဲလေးပေါက်လာတယ်လက်ဆောင်ပစ္စည်းတွေရရှိလာတယ်ဆိုရင်လေကိုစေတနာရှိသလောက်တရားရှိသလောက် ာသနာအတွက်လိုအပ်တဲ့နေရာတွေမှာလူတန်းမာလို့ဆရာပြောချင်ပါတယ်။ဒါဆိုရင်ဆရာထီချဲပေါက်တဲ့နေ့နဲ့နေ့အကြောင်းလည်းပြောပြပြီးပြီးထီချဲပေါက်ဖို့အတွက်ရည်ရည်တွေကိုလည်းဆရာပြောပြပြီးပြီးထီချဲပေါက်ထီချဲပေါက်မဲ့သူတွေရဲ့အတိတ်နှမိတ်လက်ဘွားချင်းဘွားရတဲ့ဟာတွေကိုလည်းဆရာပြောပြပြီးပြီးဖြစ်တဲ့အတွက်ဆရာပြောချင်တာကတော့ဒီဗီဒီယိုလေးကိုအရင်ဆုံး share ထားပေးဖို့ဆရာပြောချင်ပါတယ်။ဒါမှလည်းတခြား9ရက်တာသမီတွေအားလုံးဒီရီယာကို like ပါဆောင်ရွက်ပြီးတော့ကုသိုလ်ပြုလို့ရမှာဖြစ်ပါတယ်။เนาะအဲ့တော့ဒီဗီဒီယိုလေးကို share ထားပေးပါ။ဆရာရဲ့ဒီ ဝင်ဝင်ထီချဲပေါက်စီတဲ့ရေတရာကိုဆရာလာကုန်ကန်ဒီတိုင်းအမြဲတမ်းပြောပြလေးရှိပါတယ်တော်တော်များများလေးလုပ်ပြီးကြရင်တော်တော်များများကိုဒီဆရာရေတရာကြီးလုပ်ပြီးကြရင်ထီတဲ့ချဲတွေပေါက်ကြတဲ့လက်ဆောင်တွေရရှိကြတဲ့ငွေတွေဝင်ကြတဲ့ကံစမ်းမဲတွေပေါက်ကြပါတယ်အဲ့ဒါကြောင့်မို့ဆရာကဒီရေတရာလေးကိုတည်တည်ချာချာပြောပြပေးခြင်းဖြစ်ပါတယ်เนาะချဲတွေထိုးမဲ့နေတာလုံးဝမစားပါနဲ့ထီချဲထိုးမဲ့နေမှာဒါလေးရောရှောင်ပေးပါเนาะအဲ့တော့ခုနှစ်ရက်သားသမီးအားလုံး6လပိုင်းမှာ ဝင်ဝင်ထီချဲပေါက်ပြီးတော့ဒီထက်မကလူနိုင်တန်းနိုင်ကြပါလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်